ေချမ်းသာထောင်နော်ဘုရားရဲ့ဂုံကျေးဇူးဆိုတာမကြံစီနိုင်လောက်အောင်ကြီးကျယ်ကြံစီလို့မရဘူးအဲ့ဒီလောက်ကြီးကျယ်တဲ့ဂုံကိုစိတ်ကကြီးညိုလိုက်ပြီဆိုရင်အဲ့ဒီကြီးညိုလို့ဖြစ်သွားတဲ့ကုသိုလ်ကလည်းအစိမ့်တရားဖြစ်သွားတယ်မကြံစီနိုင်ဘူးတဲ့ဂုံတော်ကမကြံစီနိုင်လောက်အောင်မြင့်မြတ်တယ် အဲ့ဒါကိုစဉ်းစားရင်ဖြစ်တဲ့ကုသိုလ်ကလည်းမကျန်စီနိုင်တော့အောင်ကြီးကျယ်သွားတယ်။အဲ့ဒီကုသိုလ်ကအကျိုးပေးပြီဟဲ့ဆိုရင်လည်းပဲအကျိုးရလတ်ကမကျန်စီနိုင်တော့အောင်ကြီးကျယ်တယ်။ဆိုလိုတာကစိတ်ကူးရင်နေပေချက်ကျော်လွန်နေပေါ့။ဘုန်းတို့မမှီဘူးပေါ့ညံမမှီဘူးပေါ့ဟုတ်လား။ဂုံတို့တွေဆိုတာအစိမ့်တရအစိမ့်တရဆိုတာဘာပြောရလဲမကြံစီနိုင်မှုမကြံစီနိုင်မှုဆိုတာငါအဖြေမရှိအောင်ကမစဉ်းစားနိုင်ဘူးလို့ပြောတာဟုတ်လားမတွေးတတ်တော့ပါဘူးလို့ပြောတာပဲ သဘောပေါက်လားမသိဘူးအစဉ်တရားဆိုတာကလည်းတွေးကူမတွေးရတော့ဘူးမြန်မမိဘူးဟုတ်လားအဲ့ဒီလောက်ကြီးကျယ်တဲ့ဂုံတော်ကိုကကြီးညိုရင်ဖြစ်တဲ့ကုသိုလ်ကလည်းအစိမ့်တရားဖြစ်တယ်။ကုသိုလ်ကအစိမ့်တရားဆိုရင်အကျိုးရလက်ကလည်းဘာဖြစ်မှာတော့အစိမ့်တရားပဲ။အဲ့ဒါဓမ္မကိုလည်းအဲ့ဒီတိုင်းနားလည်မယ်။ဓမ္မကလည်းဂုံတော်ကအစိမ့်တရားပဲ။နောက်အရိယာတန်ခါဖြစ်သွားပြီဆိုရင်အရိယာဆိုတာအပ္ပရှိရှင်တန်ရှင်းတဲ့ကိလေသာကိုသူ့ဆင့်နဲ့သူပယ်တတ်နိုင်တဲ့တန်ခါပေါ့နော်အရိယာတန်ခါဖြစ်သွားပြီဆိုရင်လည်းသူ့ရဲ့ဂုံကလည်းမကြံစီနိုင်လောက်အောင်ကြီးကျယ်တာပဲ။